ပတ်ဝန်းကျင်မှာတွေ့နေမြင်နေကြမဟုတ်တဲ့အရာဝတ္ထုပစ္စည်းတွေကိုတွေ့ရင်ထိတာ၊ကင်တာမလုပ်ပါနဲ့။နေရာပြောင်းတာ၊ချွတော့နဲ့ကန်တာ၊ဂဲနဲ့ပေါက်တာ၊အနီးကပ်ဝိုင်းအောင်ကြည့်တာ၊ဓာတ်ပုံရိုက်တာတွေဟာအန်ဒရယ်ရှိတဲ့အပြုတ်မှုတွေဖြစ်ပါတယ်။မြေမြုပ်မိုင်းနဲ့စစ်ကြံလက်နက်ပစ္စည်းအန်ဒရယ်သတိရှိပါလောင်လုံးမြို့နယ်ကျောက်စင်ကျေးရွာအုပ်စုကပ္ပဏီကျေးရွာရဲစစ်နာရှင်တပ်နဲ့တွလန်းပူပေါင်းတပ်တို့ကြားနေရက်ဆက်တိုက်ပွဲဖြစ်ပြီးစစ်ပေးလျှောက်ဒေသခံဆန်နေချီကိုစစ်နာရှင်တပ်ကဖမ်းဆီးထားတယ်လို့သိရပါဗျ။ အင်အား100လောက်ရှိတဲ့ဆန်နာရှိတဲ့စက်ကြောင်းဟာအော်တိုဘာလ22ရက်နဲ့22ရက်နေ့ညနေပိုင်းတွေမှာသဘောဆိတ်ပြင်ကြီးရွာဘက်ကနေကင်ကြီးရွာနဲ့ကပ်နီရွာတွေဘက်ထွက်လာချိန်တော်လန်တက်တွေနဲ့နှစ်ဖက်ပြန်လည်ပြစ်ခတ်မှုနရင်ဆက်တိုက်ဖြစ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဆန်နာရှိတဲ့ဟာအော်တိုဘာလ22ရက်နေ့ညနေပိုင်းကသဘောဆိတ်ပြင်ကြီးရွာဘက်ကနေကင်ကြီးရွာဘက်စက်ကြောင်းထိုးလာချိန်တော်လန်တက်တွေနဲ့စတိုက်တိုက်ပွဲဖြစ်ခဲ့ပါတယ်။ အဲ့ဒီနောက်အော်တိုဘာလ22ရက်နေ့မနေ့ပိုင်းမှာတော့ခရင်ကြီးကြီးရွာကနေကပ္ပဏီကြီးရွာဘက်စက်ကြောထက်ထိုးလာချိန်တင်းလျှောက်နေတဲ့စပီးရှောက်ဒေသခံ90ဝန်းကျင်ကိုဖမ်းဆီးခဲ့ပြီးညနေပိုင်းမှာတော့ကပ္ပဏီရွာမှာတော်လိုက်တက်တွေနဲ့ဒုတိယကျဲတက်ပွဲထပ်ဖြစ်ခဲ့ပါတယ်။တိုက်ပွဲဖြစ်နေချိန်တွေမှာကပ္ပဏီကြီးရွာရဲ့အနောက်ဘက်ပင်လယ်ပြင်မှာရန်နာထားတဲ့စစ်သင်းပိုးကလည်းလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့ဆိုပါတယ်။ အော်တိုဘာလ20ရက်နေ့ကစပြီးစစ်နာရှိတက်ကဖမ်းဆီးထားတဲ့သဘောဆိတ်ပြင်ကြီးကင်းကြီးကျော်ရီကဒေသခံပြည်သူ90ဝကျင်းမှာလဲအော်တိုဘာလ23ရက်နေ့ဒီကိနေ့မနေ့ပိုင်းထိပြန်လည်လွတ်မြောက်လာတာမရှိသေးဘူးလို့ဒေသခံတွေကပြောပါရယ်။ဒါကြောင့်ကြောက်စင်ကျေးရွာအုပ်စုဖြစ်တဲ့ကပ်ပနီကျေးရွာမှာအော်တိုဘာလ23ရက်နေ့ဒီကိနေ့မနေ့ပိုင်းထိစစ်ရေးတင်းမာနေတဲ့အခြေအနေရှိနေတာပါ။ အင်းအားတရာဝေါ်ကျင်ရှိတဲ့အဲ့ဒီစစ်နာရှိတဲ့စက်ကြောင်းဟာလောင်လုံးမြို့နယ်ကြောက်စင်ကျေးရွာအုပ်စုကိုအော်တိုဘားလ16ရက်နေ့ကစလို့စစ်သည်ပုံးနဲ့ရောက်ရှိလာပြီးတရွာဝင်တရွာထွက်စက်ကြောင်းထိုးနေတာကြောင့်ကျေးရွာ6ရွာကဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။